အားလုံးပဲမင်္ဂလာပါရှင်။ခိုင်ခွတ်ဆော်ပါလေးဆိုရဲ့ channel လေးနဲ့အားလုံးကိုပြန်လေးပြီးတော့ကြိုဆိုလိုက်ပါရစေ။ဟိုက်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့စတင်တဲ့ဗီဒီယိုမဟုတ်ဘဲနဲ့အမရဲ့ပထမဆုံးသင်တန်းလေးကိုမိတ်ဆက်ပေးမယ့်ဗီဒီယိုလေးပဲဖြစ်ပါရစေ။အဲ့တော့ပေါ့နော်။အမအတက်မဖွင့်လာဆိုပြီးတော့ဒီ face one လာလာမင်းနေတယ်ပြီးတော့လို့ရှိရင်ဒီ YouTube မှာလာလာမင်းနေတဲ့မင်းနာဆန်တို့အတွက်အမပထမဆုံးအတန်းလေးတစ်ခုကိုမိတ်ဆက်ပေးပါမယ်။ဗာတန်းလေးလဲဆိုလို့ရှိရင်တော့အမခိုင်ခွတ်ခီတို့ခုခိုင်ခွတ်လောက်တဲ့သူတွေမဖြစ်မနေရေရမယ်မှတ်တမ်းရေးတဲ့သင်တန်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရစေ။ အဲ့တော့အမဒီ post လေးကို Facebook မှာလည်းတင်ထားပြရဲပေါ့နော်ဒါပေမဲ့စာရေးပဲဆိုလို့ရှိရင်ကျတော့ဖတ်တဲ့အခါမှာအမတင်ပေးခြင်းတဲ့ဟာတွေကိုတိတ်ပြီးတော့မရှင်းနေမှာဆိုတော့အမကဗီဒီယိုနဲ့ထပ်ပြီးတော့ဒီခေါင်းစဉ်တစ်ခုချင်းကြီးကိုရှင်းပြပေးရတယ်ဖြစ်ပါတယ်အဲ့တော့အဓိကတင်ပေးသွားမယ့်ဒီခိုင်ခေါက်ရေးတဲ့ခါမှာဖြစ်မနေသိရမယ့်ယာရီကိုအမကပတ်ဝန်းနဲ့ပတ်တူဆိုပြီးတော့တင်ထားပြရဲပေါ့နော်ပတ်ဝန်းမှာကျတော့အခြေခံကြတဲ့ဟာတွေကိုတင်ထားပြရပါဘလို့အခြေခံကြတဲ့ဟာတွေလဲဆိုလို့ရှိရင်ကျတော့ခီရိုကူကဘာဖြစ်လို့ လေ့လာဖို့အတွက်လိုအပ်လေခီရိုကဘယ်လိုမျိုးအရေးကြီးလဲအရေးပါလဲဆိုတဲ့ဟာကိုသိမိမယ်ပြီးသွားတဲ့အခါမှာခီရိုကိုရေးတဲ့အခါမှာမဖြစ်မနေသိယူသိထားရမယ်ကုတိုဘခန်းကြီး grammar ဒါတွေကိုသိပြီးသွားမယ်လေ့ကျင့်ခန်းလေးနဲ့တကွာသိပြီးသွားမှာဖြစ်ပါတယ်ဒါပြီးသွားလို့ရှိရင်ကျတော့ခီရိုကရေးတဲ့အခါမှာသုံးနဲ့ဆန်မွန်ယောဂောပေါ့နော်ဒီခိုင်ကောလုံငန်းခွင်မှာသုံးနဲ့ဆန်မွန်ယောဂောတွေသိမိမယ်ပြီးခီရိုကရေးတဲ့အခါမှာအမတို့ကပုံမှန်အတိုင်းပဲဖူစုခဲနဲ့ရေးလို့မရဘူးပေါ့နော်ဘာလို့ဆိုအမအမြဲတမ်းပြောသူတို့တွေကအမတို့အိုဖျက်ကုဆမ်းမကြီးဖြစ်တဲ့အတွက်ကြောင့်မလို့အမတို့ကစွန်ခဲကောခန်းကျော်ကောတိတ်နေကောဒီသုံးခုသုံးပြီးတော့ရေးရမယ် နှစ်တင်တဲ့ပုံစံကိုကိုကိုနှိမ့်ချတဲ့ပုံစံမြေကြီးကြောင်ကိုကသူ့လေးစားကြောင်ပြချင်တဲ့ပုံစံဒီလိုပုံစံမျိုးတွေနဲ့ရေးရမယ်အဲ့တော့ဒါတွေလည်းတင်ပေးသွားမယ်အဲ့ဒီဟာတွေအကုန်လုံးကလေးကျင်ခံတွေပါပါတယ်ဆွန်ခဲကောက်ဆိုလည်းဆွန်ခဲကောက်တင်မယ်လေးကျင်ခံတွေလုပ်ကြမယ်ခန်းကြောကောက်ကိုတင်မယ်လေးကျင်ခံတွေလုပ်မယ်တဲ့နေကောက်တင်မယ်လေးကျင်ခံတွေလုပ်မယ်ပြီးရင်အဲ့ဒီသုံးခုလုံးပေါင်းထားတဲ့လေးကျင်ခံတွေလည်းလုပ်ရမှာဖြစ်ပါတယ်အဲ့တချို့တွေကပေါ့နော်ဒီ ရင်ကျေးတဲ့အသုံးလုပ်နေကမီးနီးကြောင်စိမ့်ကြရအများကြီးဒါကြောင့်မို့ဒါလေးတွေကိုတေချာတင်မိမယ်အဲ့တော့အဲ့လိုအခြေခံနေတင်ပြီးသွားပြီဆိုလို့ရှိရင်ပတ်တူးမှာကတော့ခီရိုကူရဲ့အမျိုးအစားပေါ့နော်ခီရိုကူဆိုတာကအမရိုဒီဘိုးဘွားရဲ့နေ့စဉ်မှတ်တမ်းတစ်ခုပဲမဟုတ်ဘဲနဲ့ဟီယာဒီဟက်တိုတွေជីခိုတွေပြီးရင်ဒီ ဝင်တဲ့ဝင်ထွက်စီးရင်ပေါ့နော်အဖိုးဖောက်ဝင်ထွက်စီးရင်ဒါမျိုးတွေဆိုတာတွေဒါခီတိုကိုအမျိုးအစားတွေပဲပြီးရင်ဒါတို့ရရခန့်တာကိုအခြေအနေဒါတွေဟာလည်းခီတိုကိုအမျိုးအစားတွေပဲစတဲ့ဒီခီတိုကိုအမျိုးအစားတွေကဘာတွေရှိလဲဆိုတော့သိနေမယ်အဲ့ပြီးတော့လည်းခါမှာခီတိုကိုရေးတဲ့ပတ်တန်ပေါ့နော်ခီတိုကိုရေးတဲ့ခါမှာဘယ်အချက်တွေကတော့မဖြစ်မနေပါမယ်ဥပမာအပြင်ပေါ့နော်အခြေအနေရဘသူကဘယ်နေရာမှာဘာဖြစ်လဲစသဖြင့်ဒီလိုအချက်တွေပါမယ်ပြီးရင်ဘယ်လိုမျိုးဆက်ဖြစ်လဲဆိုတဲ့အမျိုးတွေပါမယ်ပေါ့ဒီလိုမျိုးခီတိုကိုရေးတဲ့ခါမှာပါဟုတ်ပါမယ်ပတ်တန်တွေပြပြပေးမယ်ပြီးရင်ဘယ်အချက်တွေကိုသတိထားရမလဲဆိုတော့သတိထားရမယ့်အချက်တွေကိုလည်းသိနေမှာဖြစ်ပါတယ် အဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင်တော့အမတို့ကအခြေခံအတွက်လုံလောက်သွားပြီပေါ့နော်အဲ့တော့ခီလိုကူကိုအမတို့ဖတ်ကြည့်ကြမယ်အရင်ဆုံးကရေးထားတဲ့နမူနာခီလိုကူတွေကိုဖတ်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ရေးထားတဲ့နမူနာခီလိုကူအပေါ်ပေါင်း30ကျော်ပါတယ်သူကပေါ့နော်ဒီမှာအဖို့လိုနဲ့ဆိုင်တဲ့ခီလိုကူ ပြတော့လို့ရှိရင်အမတို့ထမင်းစားတဲ့ရှော့ကူချီနဲ့ဆိုင်တဲ့ခီတွေကိုစသဖြင့်ခေါင်းစဉ်အခွဲလေးတွေနဲ့အပုတ်ပေါင်း30ကျော်ပါပါတယ်။အဲ့ဒါတွေအမတို့ကဖက်ကြည့်မယ်။ဖက်ကြည့်ပြီးသွားတဲ့ခါမှာသူကခီတို့ကူတပုတ်ချင်းစီတိုင်းမှာမေကွန်းလေးတွေရှိရပါတော့။ဥပမာဆိုရင်အဖိုးဘွားကဘယ်လိုအခြေအနေလဲ။ဒါကိုရှော့ခွင်းဆန်ဘယ်လိုတိုင်းဟုတ်လုပ်ခဲ့လဲ။ဘယ်လိုလွက်ပြီးတဲ့ခါမှာအဖိုးဘွားအခြေအနေကဘယ်လိုပြောင်းလဲသွားလဲ။စသဖြင့်ဒီလိုမျိုးမေကွန်းလေးတွေပါပါတယ်။အဲ့မေကွန်းလေးတွေလည်းအတူတူဖြည့်ကြည့်ကြပါမယ်။ဟုတ်ဒါဆိုရင်သူများရေးထားတဲ့ခိတို့ခုကိုဖတ်တက်သွားပြီဆိုလို့ရှိရင်ကိုကိုတိုင်ခိတို့ခုရေးရမယ်အပိုင်းဖြစ်ပါတယ် ဲ့ဒီဟာတော့နည်းနည်းလေး challenge ကြီးဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့အရှိမအမကတိတိကျအသေးစိတ်တင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုတိုင်ရေးတဲ့အခါမှာလည်းအခက်ခဲမရှိအောင်သိချတင်ပြမှာဖြစ်ပါတယ်အဲကိုကိုတိုင်ရရမယ်ဆိုတာကတော့သူကအရင်ဆုံးကြောတိုင်းခုလုံးရေးထားတယ်ပေါ့နော်ဒီဖိုးပွားကတော့ဘယ်လိုအခြေအနေရှိရဲဘာလုပ်တယ်ညာလုပ်တယ်စသဖြင့်သူကစာပိုက်လိုပုံစံနဲ့ရေးထားတယ်အဲ့ဒါကိုကြည့်ပြီးတော့ကိုကဘယ်လိုမျိုးကောက်နှုတ်ပြီးတော့ခီရိုကူရေးရမလဲဆိုတော့အနုနာအပေါပေါင်း30ကျော်နဲ့လေခီရိုကူကိုကိုကိုတိုင်ရေးရမှာဖြစ်ပါတယ် ဲ့ဒါလေးအပါဝင်ဖို့အပေါ်မှာပြောခဲ့ရပေါ့နော်ဒီလေးကျင်ငန်းတွေရောဒီဒီအောက်မှာပါတဲ့လေးကျင်ငန်းတွေရောလေးကျင်ငန်းမှာအများဆုံးနေပါဝင်ပါတယ်အဲ့တော့ဒီတင်တဲ့အန်တာချက်ကကြတော့အမစာရင်းမှာထည့်ထားသလိုပဲဒီစာအုပ်ထည့်ထားတယ်မဟုတ်ပေနဲ့အမတင်းနေတယ်အမတောက်လျှောက်ပြောပြရယ်ပေါ့နော်အမတို့အလုံးမှာဆိုရင်တော့ဘလူးဘလူးစသဖြင့်ပြောပြပါရယ်အဲ့တော့အမတို့ဒီတင်တဲ့မှာဆိုလည်းအမကတောက်လျှောက်ပြောပေးမှာပေါ့နော်အမတို့အလုံးမှာတော့ဘလူးဘလူးတွေရှိတယ်ဘလူးဘလူးလောက်တယ်ဆိုပြီးတော့အမရဲ့အတွေ့အကြုံတွေကိုပါဝေမျှပေးသွားမှာဖြစ်ပါရှင့် တော့တင်တန်းစတင်ဖွင့်လှစ်မရက်ကကြတော့မမတို့ဒီ9လပိုင်း16ရက်နေ့ဖြစ်ပါတယ်။တင်တန်းကြီးကကြတော့မြန်မာငွေ9000ဖြစ်ပါတယ်။အဲ့တော့တင်ကြမဲ့ပုံစံကကြတော့ video class ပါ Telegram group ပေါ့နော်။အဲ့တော့အတင်တန်းလာပြီဆိုလို့ရှိရင်တော့အမကဒီ Telegram group တွေကိုထည့်ပေးမှာပဲဖြစ်ပါတယ်။အဲ့တော့တင်တန်းကကြတော့အမက Facebook page တခုပါပဲလက်ခံလာပေါ့နော်။ video ကကြတော့အမက TikTok တွေဒီ YouTube Facebook သုံးနေရာလုံးမှာဒီတင်တန်းကြော်ညာတဲ့ video တင်ထားဆိုပေမဲ့လို့အမက Facebook page ရှိပါတယ်ခိုင်းခေါ်စွာပါလေဆိုရင်နမည်လေးပဲအဲ့ဒီနေရာနေပြီအမကတင်နန်းကိုလက်ခံပါလေဖြစ်ပါတယ်အဲ့တော့အခုဒီဗီဒီယိုလေးကိုမြင်လို့တင်နန်းလာအထားချင်တယ်ဆိုလို့ရှိရင်လည်းလာအထားလို့ရတယ်ဒါပေမဲ့လို့တင်နန်းက16ရက်နေ့မှစမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗီဒီယိုပေါ့နော်ဒီ Telegram group တွေကိုတော့အဲ့ဒီရမတိုင်ခင်မှထည့်ပြီးမှာပေါ့နော်ခုလိုလိုစေတင်နန်းလာအထားချင်လာထားလို့ရတယ်ဆိုပေမဲ့လို့ဒီ Telegram group တွေကိုတော့မထည့်ပြီးသေးပါဘူး ဟိုက်ဒါဆိုလို့ရှိရင်တော့ဒါကိုကြည့်ပြီးတော့မင်းနာဆန်တို့ကလေးလာခြင်းနဲ့အမကိုလည်းယုံကြည်တယ်ပေါ့နော်အမရဲ့ဒီတင်ကြမှုလေးယုံကြည်တယ်ဆိုလို့ရှိရင်တော့တင်တဲ့လေးလာအပ်ခြင်းလာထားလို့ရပါတယ်ရှင်ဟိုက်ဒါဆိုလို့ရှိရင်မင်းနာဆန်နောက်ဗီဒီယိုမှာပြန်လည်းတွေ့ကြမယ်နော်အတန်းနေ